โอเควาဒီซีซั่นရော SP တော့မှာအဓိကပတ်မိုးထားတာဖြစ်ပါတယ် SP တော့က Premier League Club Fulham အသင်းနဲ့ကျွန်တော်တို့ Myanmar National League Club Sheffield United အသင်းတို့ရဲ့အဓိကမိဖက်ပါနာဖြစ်တာကြောင့်လူချင်းမျိုးနွယ်အနေနဲ့ယုံကြည်စိတ်ချစွာလက်တွဲလုပ်ကိုင်နိုင်မှာဖြစ်ပါကြောင်းသတင်းကောင်းပါလိုက်ရပါတယ်ခင်ဗျာကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Vice of Football Facebook Page နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့်ဒီဒီဘက် Premier League ပွဲစဉ်ရဲ့အကောင်းဆုံးသောပွဲစဉ်လို့ကျွန်တော်တင်စားမယ် Chelsea သင်းနဲ့ Arsenal သင်းတို့ရဲ့ Lanana B ပွဲစဉ်ကိုကျွန်တော်နဲ့အတူကိုနန်လေးအောင်ကဆွေးနွေးပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါရစေဝေမင်္ဂလာပါ မင်္ဂလာပါကြည်ဒါဒီတပည့်ဘိမက်ပေါ့တကယ်ကိုမှဟိုတကဘာလုံးကစိတ်ဝင်စားနေကြီးကြမယ်ပွဲစဉ်မှတ်ပြီးစရာအဆင့်တင်းနဲ့နှစ်တွေ့ရပွဲတကယ်လန်လန်ဒါဘီဆိုတော့ပြိုင်ဆန်မှုကပို့ပြီးတော့ထပ်ပေါင်းပြလိုက်တဲ့အချိန်မှာဒီပွဲကတော့တေချာပေါ့ဒီတပတ်လုံးစာအတွက်ဥရောပထိပ်တန်းလိ၅ခုထဲမှာအကောင်းဆုံးပွဲဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ရဲဆိုတော့ဒီနေ့တင်းရဲ့လတော်အခြေအနေပေါ့ဒီနေ့တင်းဒီအချိန်မှာတွေ့ဆုံနေတာဘလောက်ထိအောင်မှကြည်နေတဲ့ပရိသတ်တွေကန်တဲ့ကစားသမားတွေဘလောက်ထိအောင်ဘောလုံးချစ်ပရိသတ်တွေအတွက်ပြိုင်ဆန်မှုပြင်းထန်လိမ့်မယ်လို့ကိုထင်တယ်ကို ဟိုတေချာတော့ဘာလို့လဲဆိုတော့လက်ရှိအဆင့်1နဲ့အဆင့်2ရည်တည်နေတာလည်းဒီနှစ်သင်းသလုံးရဲ့တကယ်အကောင်းဆုံးဖောင်တွေကိုလက်ရှိချိန်မှာချပြနေနေတဲ့ရည်တည်နေတာဆိုတော့ဒီချိန်မှာဒီလိုမျိုးတွေ့တာကတော့လုံးဝဟိုပြိသက်တွေအတွက်လုံးဝ hit တက်စီရဲ့နော်ခိုက်တက်မယ်လို့ပြောလို့ရတယ်ပြီးတော့ပြီးခဲ့တဲ့ဂျာယက်မှာတော့ဒါ Chelsea ဆိုလို့ရှိရင် Barcelona Arsenal ဆိုလို့ရှိရင် Bayern Munich တကယ်ကိုတစ်ဖက်ဥရောပထိပ်တန်းလှီကတကယ်ခေါင်းသင်းတွေကိုပြတ်သားရလက်တွေနဲ့နိုင်ထားတယ်ပြတ်သားတဲ့ခြေစွမ်းတွေနဲ့ကြော်ဖြတ်ထားတယ်ဆိုတော့ ီလိုအချိန်မှာဒီနဲ့သင်တွေ့တာတော့ဘာမှအရောင်မှာဟိုပြောစရာမလိုအရင်ကို hide ပြီးတော့ဘယ်သင်ရဲ့နိုင်ပွဲလဲဆိုတာလည်းမှန်းဆလို့မရတဲ့အခြေအနေအဲပြီးတော့ဒီနေ့ပွဲကဒါနှစ်သင်းသလုံးရဲ့ရမှတ်ကွာဟာချက်ကိုကျင်းမြောင်းသွားစေနိုင်တယ်လို့ပို့ပြီးတော့လည်းပြတ်သွားသွားစေနိုင်တဲ့အချက်ဒါအချက်မြန်ဖြစ်ဖို့အတွက်ပို့ပြီးတော့ဟိုအရေးအလေးပေးပြီးတော့စောင့်ကြည့်ရမယ့်ပွဲတစ်ပွဲလို့တော့ အဖက်ဘက်ကနေပြီးတော့အားလုံးရှုမြင်လို့ရတာပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ဒါမှပြီးသေးအဆင့်တင်းနဲ့နှစ်တွေ့တဲ့ပွဲစဉ်နှစ်သင်းကြားမှာတော့ရမက6မှတ်လောက်ကွာနေတာတွေ့ရတယ်ချက်စီက23မှတ်ရထားတဲ့အာဆင်နယ်က29မှတ်ဆိုတော့ဒီနှစ်သင်းကြားမှာကွာနေတဲ့ gap ကိုအဓိကအဖြစ်ချက်စီကပို့ပြီးတော့လိုက်အောင်ကြိုးစားမယ်ဆိုတော့သူမှမလိုက်ရင်နောက်သင်းတွေလိုက်ဖို့ဆိုတော့မလွယ်တော့ဘူးသူကိုယ်တိုင်ကအာဆင်နယ်ကိုဟိုတခုခုမလုံနိုင်အောင်ဆိုရင်အမှတ်ကရလက်ပို့ပြီးတော့ပြတ်သွားလိမ့်မယ်ဆိုတော့ချက်စီနဲ့ပတ်သက်ပြီးကျွန်တော်စပြောအောင်နောက်ဆုံး ဒါဂျာယန်မှာကစားတဲ့ချန်ပီယံလိပွဲမှာဘာစီလိုနာအသင်းကိုအကောင်းဆုံးပုံစံနဲ့အိမ်ခွေမှာ3-0နဲ့နိုင်ခဲ့တယ်။အိမ်ပွဲမတိုင်ခင်ကစားတဲ့ဒါပရီးမီးယားလိပွဲစဉ်တွေမှာလည်းတောက်လျှောက်နိုင်ပြီးတော့မှပေးကူးတွေတော့မရှိဘဲနဲ့ပရီးမီးယားလိဆိုရင်၃ဝက်ဆက်တိုက်နိုင်ထားတယ်။ပြရတော့ဒါချန်ပီယံလိမှာလည်းဘာစီလိုနာအသင်းကိုနိုင်ခဲ့တာဆိုတော့လက်တလို့တော့ချက်စီရဲ့ခြေစွမ်းကတော်တော်လေးအားရစရာကောင်းတယ်သဘောကျစရာကောင်းတယ်လူငယ်လူကြီးပေါင်းဆက်ပြီးတော့မှတကယ်ကိုစုဖွဲ့မှု အပြည့်နဲ့ဒီပြမာရစကာကတဖြည်းဖြည်းနဲ့အသင်းကိုကျွန်တော်တို့ချန်ပီယံစုစီတွန်းပို့နေတဲ့လမ်းကြောင်းစီရောက်နေပြီးတော့ကျွန်တော်တို့ခံစားရဆိုချက်စီးတဲ့ပတ်သက်ပြီးတော့ခုနနေ့အောင်ဒီဟာဒီဘလိုမြင်လဲအဓိကအားသာချက်တွေကဘာတွေများဖြစ်လာမယ်လို့ထင်တယ်ကို အဲချက်စီကတော့ဒါကိုစက်တင်ဘာလလောက်အတွင်းမှာတော့ဟာဆိုလို့ရှိရင်ဒါချက်စီကိုတဆင့်နှိမ့်နေတဲ့ဆိုပြီးတော့ကိုကိုရိုင်းကဒါခံယူခဲ့တာပေါ့နော်။ဘာလို့လဲလူငယ်စားမအစုဖွဲ့တစ်ခုရှိတယ်။ကြောက်ကြောက်ရွံ့ကစားနိုင်တယ်။ပြန်ဘက်တွေကိုဒါတော်တော်လေးတိုက်စစ်အသားပေးပြီးတော့ဖိအားပေးနိုင်တယ်။ဟိုပွဲတစ်ပွဲချက်စီပွဲကြီးလိုက်လို့ရှိရင်မြိုင်နေတာများတယ်ဆိုတော့ချက်စီနဲ့ပတ်သက်လို့ရှိရင်ကောင်းတဲ့ဘက်လေးရဖိုက်လေးလည်းရတယ်။ဒါပေမဲ့အဲ့လူငယ်ကစားမတွေစုဖွဲ့ထားတာကြောင့်ပဲအချိန်တစ်ခုရောက်လို့ရှိရင်ဒါတတိယ balance တွေပြတ်သွားနိုင်တယ်ဆိုတဲ့အသိမျိုးနဲ့ချက်စီကတော့ဟိုအာဆင်နယ်လိုနဲ့ရှင်မယ်ဆို လို့ရှိရင်တစင်းလောက်နှိမ့်နေတယ်လို့ခန်းစားမိကြတာပေါ့ဒါပေမဲ့အဲ့စက်တင်ဘာလအလွန်အောက်တိုဘာလနေပြီးတော့လက်ရှိနိုဝင်ဘာလအထိချက်စီရဲ့ပွဲစဉ်ဒါပြိုင်ပွဲရဲ့ဆက်တပွဲကိုကြည့်လိုက်ဆန္ဒလန်ကိုတပွဲပဲရှုံထားတဲ့အခြေအနေပြီးတော့ချက်စီကဒီတိုက်စစ်အာသန်လို့ခန်းစစ်မကောင်းလားဆိုလို့လေနောက်ပိုင်းပွဲတွေမှာ9တောင်မပေးရတဲ့ခန်းစစ်မျိုးကိုပိုင်လာနောက်ဆုံးဒါ6ပွဲမှာဆိုလို့ရှိရင်ရှုံးဝဲမရှိဘူးအဲ6ပွဲမှာ9ပွဲနိုင်တဲ့တပွဲတည်းအဲ့6ပွဲမှာ၄ပွဲတိကိုမပေးရထားတဲ့ချက်စီခန်းစစ်ကလည်းသွားရှုပ်လို့တော့မရတော့ဘူးเนาะချက်စီကဟို ချိန်တစ်ခုရောက်လို့ရှိရင်ရက်တန့်သွားမယ်လို့ထင်ပြီးတော့စောင့်ကြည့်ရင်စောင့်ကြည့်မှာပဲသူကပူကောင်းလာတယ်တချို့အသင်းတွေဆိုလို့ရှိရင်ဒါရာသီအစမှရင်းရိုင်ပြီးတော့နောက်ပိုင်းတောက်လျှောက်ကောင်းလာတဲ့အသင်းတွေရှိတယ်ရာသီအစမှကောင်းပြီးတော့မှနောက်ပိုင်းတောက်လျှောက် ဖုံပြက်သွားတဲ့အသင်းတွေရှိတယ်။ချက်စီးကကြတော့ဒါတဖြည်းဖြည်းနဲ့ပိုပြီးလမ်းကြောင်းမှန်ပေါ်ရှောက်လာတဲ့အနေထားလို့တော့ပြောလို့ရတယ်။အသင်းရဲ့လက်ရှိကစားသမားအစုအဖွဲ့အရလည်းလူငယ်ကစားသမားအများကြီးပါနေတဲ့အတွက်ပွဲတစ်ပွဲလုံးကိုတင်ကန်နိုင်တဲ့အချက်ကချက်စီးရဲ့အားသာချက်ဖြစ်မယ်လို့ထင်တယ်။လူငယ်ကစားသမားများနေတာပဲတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ဒါဟိုအတွေ့အကြုံနဲ့ကစားသမားတွေရှိနေတဲ့အတွက်အချိန်တစ်ခုမှတစ်ခုမှပြန်ကျသွားနိုင်တဲ့အချက်ကတော့သူတို့ရဲ့အားနည်းချက်လို့ပဲထင်တယ်။ချားထူထူထူကတော့လက်ရှိ ွဲတွက်အခင်ချင်းရောဒီပွဲတွင်ပြတဲ့ခြေစွမ်းရောထွက်ပေါ်နေတဲ့ရလပိုင်းရောချက်စီနဲ့ပတ်သက်ပြီးတော့တကယ်ကို positive fight ကိုလုံးဝအပြည့်အဝရနေတယ်လို့တော့ကိုရောခန်းစားပါဟုတ်ကဲ့ပါဆိုတော့ချက်စီကစားသမားကြီးတွေမှာကျွန်တော်လက်တော်အရန်ကိုသဘောကျနေတာက SD ပါဆိုတော့ဆယ်ကျော်သက်လူငယ်ကစားသမားချက်စီလို့အသင်းမှာ ဒီရာဒီမပြောင်းလာတယ်ပြောင်းလာတာလည်းဥရောပလီးရာနေပြောင်းလာမှာဟိုးဘရာဇီးလီးယားနေပြောင်းလာတဲ့ကစားသမားကလင်းလင်းမြန်မြန်ကိုအထိုင်ကြပြီးတော့မှဒီဆယ်ကျော်သက်ချာတိတယောက်ကဒီလောက်ထိတော့လုံးပြနေတာဟိုအရန်သဘောကျစရာကောင်းတယ်ကျွန်တော်ပြီးခဲ့တဲ့ရာဒီကယာမေကိုတွေးနေရတယ်လို့မျိုးဒီရာဒီမှာလည်းကျွန်တော်တို့ SC ဘောကိုချက်စီမှာတော်တော်လေးခြေစွမ်းပြနေတယ်တွေ့ရ SC ဘောနဲ့ပတ်သက်ပြီးတော့ကိုဘယ်လိုမြင်လဲကို အမှန်တကယ်ပြောရလို့ရှိရင်တော့ဒီကစားမှသူကသူပင်ကိုခြေစွမ်းကောင်းတာကောင်းတာပဲဒါပေမဲ့ဒီလောက်ထိဖြစ်လာမယ်လို့တော့တကယ်ကိုမထင်ခဲ့တာယုံလဲမယုံခဲ့ဘူးတန်တရားလည်းဖြစ်ခဲ့ဒါပေမဲ့အခုနောက်ပိုင်းကျတော့ပြီးခဲ့တဲ့ဒီဂျာရဲ့ဘာစီလိုနာနဲ့ပွဲမှာဆိုလို့ရှိရင်တကယ်တကူတော့ခြေစွမ်းပြပြီးတော့သင်းသွားတဲ့ကိုယ်တွေပြီးတော့တပွဲလုံးတိုင်းတာနှိပါနဲ့ပြိုင်ဘက်ဒီဘဲချမ်းခန့်စီကိုတော်တော်လေးဖိအားပေးနိုင်တဲ့ပုံစံတွေကတော့ဒါ SD ဘာဦးမှဟိုဟုတ်ရဲ့လားလို့တော့မှကိုပြန်ပြီးတော့ ကြည့်လိုက်ရပါဘောတကယ်ဒီကစားသမားကသူ့ရဲ့ပင်ကိုစွမ်းဆောင်ရင်တကယ်ကောင်းလာပြီလို့တော့ထင်ထင်ခဲ့ထင်လိုက်လက်ခံလိုက်ပြီဗောနော်ဟုတ်ကဲ့ပါ STV ရဲ့တကယ်ကိုအညီလေးပြောသလိုပဲဒီလာတဲ့လီနဲ့ဂူကန်နေရတဲ့လီနဲ့အချားမှာအရင်ဟာလုံးတယ် ဒီလောက်ဖိအားတွေများတဲ့ပရီးမီးယားလိမှာဒီလိုမျိုးလွတ်လပ်ပေါ်ပါပြီးတော့ကစားနိုင်တဲ့ကစားသမားမျိုးမြင်ရတာပါဖြစ်ဖြစ်အကိုလိုပရီးမီးယားလိကြိုက်တဲ့ပရိသတ်တွေအတွက်ကတော့တကယ်ကို ထိုက်တန်တယ်တကယ်ကိုကြည်ရကြိုးနှက်တယ်ဟိုပြီးခဲ့နေ့ကဆိုလို့ရှိရင်ဒီလိုမျိုးဆွမ်းဆောင်ရည်ပြတဲ့ကစားသမားတွေကိုကိုလိုကြည့်ကျင်နေဆိုလို့ရှိရင်ရာမဲရိုသွားကြည့်ရမယ်ကျွန်တော်တို့ဘာစီလိုနာရာမဲရိုသွားကြည့်ရတယ်ပြီးတော့အခြားလိကထားပါတော့တခြားသောတောင်ပံကစားသမားတွေကိုပို့ပြီးတော့ကြည့်ရတယ်ဒီလိုလွတ်လပ်ပေါ်ပါတဲ့ကစားဟန်မျိုးပြနိုင်တာပရီးမီးယားလိကိုဒီလိုကစားသမားမျိုးရောက်လာပြီဒီလိုကစားသမားမျိုးက ထပ်ပြီးတော့အမြင့်ပြန်နေရဲဆိုတော့ SD Bao နဲ့ပတ်သက်ပြီးတော့လေအကိုအရှိမချစ်ခဲ့တဲ့တန်တရားတွေကိုဒီချိန်မှာတော့လုံးဝ ြောက်သွားပြီလို့ပဲကိုကတော့ခံစားမိပါတယ်ဟုတ်ကဲ့ပါဆိုတော့ SG ဘာကိုလည်းတော်တော်လေးခြေစွမ်းပြရနေတာတွေ့ရတယ်ပြီးတော့ Chelsea ကပြောရမယ်ဆိုရင်နောက်ပိုင်းပွဲတွေမှာ clean sheet တွေတောက်လျှောက်ရထားတယ်ခံစစ်တန်းကြီးလိုက်ပြန်တော့လေကျွန်တော်တို့အဓိကဒါ full back တွေရဲ့အောက်ဟုတ်ပဲအသုံးပြနေရတယ်နဲ့ဘယ်ကြမှာ Cucurella ရှိတယ်ညာကြမှာဆိုရင်ပြီးခဲ့တဲ့ပွဲမှာဆိုရင် Manlo Gusto ခြေစွမ်းပြသွားတယ်ဒါမှမဟုတ်ကျွန်တော်တို့အတင်းကောင်းဆုံး Restain စင်ကစားတဲ့အခြေအနေလေးရှိတယ်ဆိုတော့ဘ ਹੁ ခံစစ်မှာကြီးလိုက်မယ်ဆိုရင်တကယ့် အလစ်ပလေယာတွေမဟုတ်သည့်တိုင်အောင်ချက်စီရဲ့ဘူခံစစ်ကဟိုအဆင်ပြေနေတာတွေ့ရတယ်ပေါ့လေအရန်ကြီးတော့ဟိုစိတ်ချထားလို့ရတဲ့ပုံစံမဟုတ်ပေမဲ့ team one နဲ့ပေါင်းလိုက်တဲ့အခါမှာတော့ဒီချာလိုဘာလို့လဲအလုပ်ဖြစ်တာမျိုးတွေဖူဖာနာလို့လဲအလုပ်ဖြစ်တာမျိုးတွေတွေ့ရတော့အသင်းရဲ့ခံစပိုင်းနဲ့ပတ်သက်ပြီးတော့ Chelsea ကတော့နောက်ပိုင်းပွဲစဉ်မှာပို့ပြီးတော့တတိထားလာတယ်လို့ခန်းစားရတယ်ပြီးတော့ကွင်းထဲမှာ Anzu တို့ Kaiser တို့နဲ့ပေါင်းလိုက်တဲ့အချိန်မှာရှေ့မှာပို့ပြီးတော့ကစားကောင်းတဲ့ကစားသမားတွေနဲ့ချိတ်ဆက်လိုက်တဲ့အခါမှာတော့ Chelsea ကတော်တော်ကြောက်စရာကောင်းတဲ့ပောက်ကွဲအားပြင်းထန်တဲ့အသင်းသင်းဖြစ်လာတယ်ပေါ့လေဒါတော့ Chelsea ဘက်မှာကျွန်တော်တို့တစ်ပတ် Arsenal ဘက်သွားလိုက်အောင် Arsenal ကတော့လက်ရှိအချိန်မှာကျွန်တော်ရဲ့တူးရဲအမြင်ရောဥရောပထိပ်တန်းလိ၅ခုရဲ့အသင်းတွေအားလုံးထဲမှာအာဆင်နယ်က ပြည့်ပြည့်စုံမှုအရှိဆုံးအတင်းတင်းလို့ခံစားရတယ်။သူတို့ဘလို့ကစားခြင်းလဲသူတို့ကစားခြင်းနဲ့အတိုင်းပြိုင်ဘက်ကလိုက်ကစားနေရတယ်။ပြိုင်ဘက်ကစားခြင်းတဲ့အတိုင်းသူတို့ကဘလို့မှကစားခွင့်မပေးဘူး။ခံစစ်သီးတန်းဆော့မလား။တိုက်စစ်ဆော့မလား။ဘောလုံးကင်ပြီးဆော့မလား။ကောင်တာပဲသွားမလား။အာဆင်နယ်ကပုံစံအစုံကစားနိုင်တဲ့အတင်းတင်းဖြစ်ကျွန်တော်တို့ဒီဟာဒီမှာတွေ့ထားဆိုတော့အာဆင်နယ်ပတ်သက်ပြီးတော့အရန်သဘောကျစရာကောင်းတယ်ဆိုတော့အာဆင်နယ်ရဲ့လက်ရှိခြေစွမ်းတဲ့ပတ်သက်ပြီးတော့လောက်ပါအောင်ပြောပြပါအောင်။ကြော်လက်ရှိအချိန်မှာအာဆင်နယ်ကဒါအဟိုက်ဆုံးပဲအကိုတို့အခုတွေ့ရတဲ့စင်ဆက်တွေ့ခဲ့ရတဲ့အာဆင်နယ်ပြီးတော့ လက်ရှိဘောလုံးရာသီမှာခြားသောပြိုင်ဘက်တွေထက်ပိုပြီးတော့ကောင်းနေတဲ့အာဆင်နယ်ကိုတွေ့ထားရတဲ့အတွက်တော့ဟိုအာဆင်နယ်နဲ့ပတ်သက်ပြီးလို့ရှိရင်တော့ဘာမှတော့မသိအပြစ်ပြောစရာမလိုတဲ့အခြေအနေမျိုးလို့ပြောလို့ရတယ်။တခုပဲရှိရတာအကုန်လုံးလဲထောက်ပြနေတာအာဆင်နယ်မှာပုံမှန်ကိုးသိနိုင်တဲ့ကစားသမားကဘယ်သူလဲဆိုတဲ့အချက်ကိုတော့ဒါတတော်များများလဲထောက်ပြရအောင်ပုံမှန်ကိုးသိတဲ့ကစားသမားမရှိတာတော့အာဆင်နယ်အားနေချက်လို့ဖြစ်တယ်။ဒါပေမဲ့အဲ့ဒါပဲသူတို့ရဲ့အားသာချက်လို့တော့အကူကတော့မြင်တယ်။ဘာလဲဆိုတော့ပြိုင်ဘက်တွေကအာဆင်နယ်ကစားကွက်အခင်းကြီးမှာဘယ်ကစားသမားကိုထောက်လိုက်ရင်ဘယ်လိုပိတ်သွားမယ်ဆိုတဲ့အရာမျိုးကိုအာဆင်နယ်ကမပေးတော့ဘူး။အဲတမ်ဘက်တွေက ဒီဥမာထားပါတော့ဆာကာကိုပဲအပိုင်ချုပ်ထားမယ်ဆိုလို့ရှိရင်အာဆင်နယ်မလုံးနိုင်ဘူးဆိုတော့အခြေအနေမျိုးမဟုတ်တော့ဘူးဘယ်ပေါ့ဘေးဘေးအာဆင်နယ်မှာဖြည့်ရှင်းနိုင်တဲ့နီးလန်းနေရှိလာပြီလို့ထင်ရတယ်။ဒါအာဆင်နယ်အတွက်တော်တော်လေးကောင်းတဲ့အရာ။ဘယ်သင်းကဘယ်ကစားသမားကိုးသွင်းမှလဲ။ဒါပြန်ပဲတွေခံမဲရခက်လာတဲ့အခြေအနေမျိုးဖြစ်တာကလည်းဒါအာဆင်နယ်အတွက်အရန်ကိုကောင်းတဲ့အရာ။ပြီးခဲ့တဲ့ဒီဂျာယံမှာဆိုလို့ရှိရင်ကန်ဝါတော့ဘန်မြူနစ်နဲ့ပွဲမှာဆိုရင်ပထမပိုင်းတော့ထားပါတော့အပြန်လန်ဖိအားပေးမှုတွေရှိတယ်။ဒုတိယပိုင်းတစ်ပိုင်းလုံးဆိုလို့ရှိရင်အာဆင်နယ်ရဲ့တကယ်ကိုပျောင်ပျောင်လုံးနဲ့ဆွမ်းဆောင်ရေးကို ကိုကိုတို့တွေးကြရတယ်ပြိုင်ဘက်ကိုထိထိရောက်ကိုပေါ့ချင်းချောက်မှုတော့မှတိတ်မပေးဘူးသူတို့အတင်းကထပ်ပြီးတော့အခွင့်အရေးတွေအခွင့်အရေးတွေရသလောက်ယူသွားတယ်အာဆင်နယ်နဲ့ပတ်သက်ပြီးတော့ဒါအဖက်ဘက်ကတော့အခုအနေနဲ့လုံးဝလက်ရှိချိန်မှာပြိုင်ဘက်တွေအားလုံးထက်ပို့ပြီးတော့အားသာတယ်ပို့ပြီးတော့ဟိုကောင်းနေတယ်ပို့ပြီးတော့တည်ငြိမ်နေတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ဘာမှအပြစ်ပြောစရာမလိုဘူးတော့မှကိုကတော့ခံစားမိပါတယ်။ဟုတ်ကဲ့ပါဆိုတော့ဒါပြီးခဲ့တဲ့ဒီဂျာရဲ့ဘိုင်မြူနစ်ကိုနိုင်တဲ့ချန်ပီယံလိပွဲမှာတော့အသင်းရဲ့ ဖွဲ့ထွက်ကိုနည်းနည်းလေးအပြောင်းလေးလုပ်ထားတယ်ဗောလေအဓိကအဖြစ်ဒန်ယားနေပြန်တက်တာလာပြီလို့ကျွန်တော်တို့ပြောထားတဲ့ Yokores တော့မပါလာနေသေးဘူးသူရဲ့နေရာမှာ Mourinho ပဲဆက်ပြီးတော့သုံးထားဆဲဖြစ်နေတယ်ပြီးတော့ခန်းစစ်မှာဆိုရင်လည်း Scaly ကိုသုံးထားတဲ့ Color View ကတော့ဒုတိယပိုင်းမှာလူစားဝင်လာတဲ့အခြေအနေလေးတွေရှိတာဗောလေဆိုတော့တကယ် Arsenal ဒီခုလိုမျိုး Chelsea နဲ့တွေ့မဲ့ပွဲမှာဘယ်ကစားသမားတွေကအဓိကပိုသုံးတင်တယ်လို့ထင်လဲ Mourinho လည်းပဲပွဲထွက်မယ်ထင်လား Yokores ပြန်ပါမယ်ထင်လားခန်းစစ်မှာ Color Fury လား Lewis Scaly လားတစ်ဖက်က Estiva ကိုဒါမှမဟုတ် Nato နဲ့ရင်ဆိုင်တွေ့မဲ့ကစားသမားဘယ်ကစားသမားလို့ထင်လဲအကူကတော့ဟို တကယ်ဆိုယောဂရက်ပြန်ပြီးတော့ကောင်းလို့ရှင်ဒီဘက်မှာယောဂရက်ကိုပဲပြန်သုံးအောင်ပေါ့ဘာလို့လဲဆိုတော့ယောဂရက်ကဒီရာဒီမှာပြန်ဘက်ခံသိကိုဒါ present တော်တော်လေးလုံနိုင်တဲ့တိုက်စစ်ကစားမှာချက်စီကလည်းဒီလိုကစားသမားရင်းနဲ့တွေ့ဖို့လိုအပ်နေတာချက်စီရဲ့ခံစည်ကူးလို့ညင်နေရဆိုတာလည်းသူ့လိုမျိုးဟို Arsenal ရဲ့ဒီပြားပြီးတဲ့ present ဂိမ်းဆက်ဆံသွားတဲ့ပုံစံမျိုးနဲ့ ဒီပြိုင်ဘက်တွေကိုသိမတွေ့ရသေးဘူးလို့ကိုကတော့ခံစားရတယ်။ဆိုတော့ဒီဘက်မှာ Chelsea ရဲ့ခံသေးကိုဟိုငြိမ်နေတဲ့လက်ရှိ Chelsea ရဲ့ခံသေးကိုလှုပ်ဖို့ဆိုလို့ရှိရင်တော့ Arsenal ဒီ Yorkress ရဲ့ဖိအားပေးမှုတွေပြီးလို့ရှိရင်ပြီးခဲ့တဲ့ကြားရမှာတုံးခဲ့တဲ့ဒီ Trossard Saka ဒီကစားသမားအစုပွဲနေမဲ့အဆင်ပြေလိမ့်မယ်။ကွင်းလေမှာဆိုရင်တော့ဒါခံသေးကိုပို့ပြီးတော့ဟိုအကျိုးပြုပေးနေတယ်ဒါ Superman ဒီလိုကစားသမားတော့မဖြစ်မဖြစ်ပါပဲ။အတင်းရဲ့ခံသေးမှာတော့ Skelly ကိုတုံးတာထက် Color Fury ပြန်ပြီးတော့ဒီဘက်မှာ ပေါ့ပါလာမှာပါ။ဟုတ်ကဲ့။အဲစကေးလေးပြန်ပါလာမယ်။ပြီးတော့မော်စကရာနဲ့ဟင်ကာပီကြိုက်တဲ့ကစားအောင်မတော့အကြောင်းတော့မဟုတ်ဘူး။ဂျာယက်တင်မှာတော့ဒါမော်စကရာတော့လောကအပြည့်သုံးသွားတဲ့အတွက်ဟင်ကာပီကိုဒီဘက်မှာပြန်သုံးကောင်းသုံးလိမ့်မယ်။အဲဒီဘက်ညာချမ်းမှာဆိုလို့ရှိရင်တော့တိတ်ပြီးတော့ trade 2မရှိပါဘူး။တင်မှာရှိမယ်။ဆာလီဘာရှိမယ်။ဒီဘက် ဘယ်ဘက်အချမ်းလေးမှာပဲနည်းနည်းလေးအဲ့ဒီအရှိရဘာလို့လဲဆိုတော့တွေ့ပဲ scale user တုံးလိုက်မယ်ဆိုလို့ရှိရင်ဟိုတနေ့ကဟိုဒီဂျာရဲ့ဘိုင်မင်းနဲ့ပွဲမှာဆိုလို့ရှိရင်ပြိုင်ဘက်တာ OLC ရဲ့ဖြတ်ကျော်မှုတွေဒါလူငယ်ကစားအောင်မလေး Lanet နော် Gar ရဲ့ဒီဖြတ်ကျော်မှုတွေကို scale ဘကြာခဏခွင့်ပြုနေရတယ်ဒါ scale ရဲ့ဒီပွဲထွက်အခင်းချင်းနဲ့ပွဲထွက်မှာပါဝင်လာနိုင်ခြင်းရှိတဲ့ အချက်နဲ့ပတ်သက်ပြီးတော့အာဒီတာလည်းသိသွားလောက်ပြီထင်ပါတယ်။အဲကာလာဖီယိုရီနဲ့စကယ်လီနဲ့ဂျာမာနည်းနည်းကွာဟားချက်တွေတော့ရှိနေတယ်။ကာလာဖီယိုရီကမမထန်တန်တုံ့ပြန်နိုင်တဲ့ပြိုင်ဘက်ကိုဒီတူချင်းဖြတ်ကျော်မှုတွေမပေးဖို့အတွက်ခွန်နဲ့အားနဲ့တုံးပြီးတော့တားဆီးနိုင်တယ်။စကယ်လီကတော့ဟိုလူငယ်ကစားမှလည်းဖြစ်တယ်။နည်းနည်းပွဲကြည့်လို့ရှိရင်သူ့မှာဟို stress ရှိတဲ့ပုံစံမျိုးရှိတဲ့အတွက်ပြီးခဲ့တဲ့ဂျာယံမှာတော့စကယ်လီအသိအဆင်မပြေခဲ့ဘူး။ဆိုတော့အဲ့ဒီအချမ်းမှာတော့တော်တော်လေးဟိုအာဆင်နယ်သတိထားလိမ့်မယ်။ကာလာဖီယိုရီကိုမမမမ ထားပြီးတော့မှ SD Vao ရဲ့ဖိအားပေးမှုတွေကိုပြပြတက်တက်ရှင်းဖို့အတွက် Color Fury နဲ့ပဲပို့ပြီးတော့တင်တော်လိမ့်မယ်ထင်တယ်အခြားသောအပိုင်းတွေကတော့တိတ်ပြီးတော့ trade လုပ်ကြရမှာမရှိပါဘူး Arsenal ကအဲတက်တလော Color တွေမှာထူးခြားတာတော့ဒီနှစ်သင်းတွေ့တာကတော့တကယ်ကိုဟိုက်စရာအကောင်းဆုံးအခြေအနေဆိုတာဒီနှစ်သင်းကဟိုတခြားသောအသင်းတွေထက်လောအောင်ပုံသုံးထားတယ်လို့တော့ကိုကတော့ခံစားတယ်တပွဲလုံးအတိုင်းအတာကိုသူကတင်ကန်တာပြီးခဲ့ကြမှာဆိုဘာကောဒါ Chelsea နိုင်တယ်ဆိုလို့ရှိရင် ဂိုးလည်းပြတ်နေတယ်ပြီးတော့တယောက်လည်းတာနေတယ်သူတို့အေးအေးဆေးဆေးနဲ့နောက်ပွဲရလဲအာဆင်နယ်နဲ့တွေ့မှာဖြစ်တဲ့အတွက်အေးအေးဆေးဆေးလေးသူသွားလို့ရတယ်ဒါပေမဲ့အဲ့လိုမလို့ ပွဲမပြီးမချင်းကိုချက်စီးကပြန်ဘက်ကိုအခွင့်အရေးမပေးရဘူးအတွက်သူတို့တင်းရအခွင့်အရေးတွေတောင်းလျှောက်ရှာပြီးတော့ကန်သွားတာဒါအတင်းတင်းမှာရန်ကိုကောင်းတဲ့အချက်လို့တော့အကိုကတော့မြင်တယ်ဒီလိုပဲအာဆင်နယ်ကလည်းဘိုင်မင်းနစ်နဲ့ပွဲမှာဆိုလို့ရှိရင်ပထမပိုင်းမှာအရန်ကန်ခဲ့လို့ဒုတိယပိုင်းမှာချမလာလို့ထင်ခဲ့ရတာဒါပေမဲ့ကစားလုံးဝမချပဲနဲ့ဒုတိယပိုင်းမှာပွဲပြီးတဲ့အထိကိုတောင်းလျှောက်တင်ကန်သွားတဲ့အတွက်ပြန်ဘက်ကအခွင့်အရေးမရပဲပြန်ဘက်ကိုအခွင့်အရေးတွေတောင်းလျှောက်ယူသွားတယ်ဆိုတော့ဒီလိုအတင်းတင်းကဒီချိန်မှာလုံအောင်အပြစ် သုံးတဲ့အသင်းအသင်းကတွေ့မှာဖြစ်တဲ့အတွက်တော့တကယ်ကိုရင်ခုန်စရာပါပဲဟုတ်ကဲ့ပါဆိုနှစ်သင်းလုံးဒီပွဲမှာဘလို့ပုံစံမျိုးနဲ့ဟိုပွဲကိုချင်းကက်လာမယ်လို့ထင်တယ်။ဥပမာချက်စီးကအင်္ဂွေမှာကစားရတာဖြစ်တဲ့အတွက်ပြီးခဲ့တဲ့ဘာစီလိုနာလိုမျိုးလုံးဝတန်ဖိုဟိုက်စပရက်စ်နဲ့ကစားနိုင်လာတော့မဟုတ်ဟိုတစ်ဖက်ကအာဆင်နယ်ဖြစ်နေလို့ဟိုခန်းစစ်ကိုဝယ်ပို့ပြီးတော့ဦးစားပေးကစားနိုင်လာ။အာဆင်နယ်ကရောအဝေးကွင်းဖြစ်နေတဲ့အတွက်သူတို့ရဲ့ထုံးစံတိုင်းမဲ့ဒီခန်းစစ်ကိုဦးစားပေးနေမှအလင်းသင့်တယ်လို့အလှည့်ပြောင်းနေလောက်တိုင်းနဲ့ပုံစံဖြစ်လာနေတာဘယ်လိုမျိုးဟို နီးစနစ်တွေကိုပိုပြီးဦးစားပေးလာနိုင်တယ်လို့ထင်တယ်။တခြားတော့ချက်စီကအိမ်ကွေးပွဲဖြစ်တဲ့အတွက်ပြီးတော့ဒါပြန်ပဲနောက်မှာရမှတ်လဲပြက်နေတဲ့အသင်း6မှတ်လောက်ပြက်နေတဲ့အသင်းဖြစ်တဲ့အတွက်ဒီပွဲမှာနိုင်ထားမှ3မှတ်လောက်အကွာကိုရောက်မယ်ပြီးတော့အဲသူတို့လက်ရှိအိမ်ကွင်းပွဲအိမ်ကွင်းရလက်ဆိုးတွေကိုဒီလိုမျိုးအဓိကပြိုင်ပွဲနဲ့တွေ့ရတဲ့အခိုက်အတန့်မှာထပ်ပြီးတော့သာကြော်ဖြတ်နိုင်မယ်ဆိုရင်ချက်စီတွက်ကတော့လုံးဝဟိုညနေပန်းပွင့်ပြီးတော့ဒီနောက်လာမဲ့အနာဂတ်အတွက်ပါပို့ပြီးတော့ယုံကြည်မှုတွေအကောင်းသွားစေနိုင်တဲ့အတွက်ချက်စီကတော့သူတို့အိမ်ကွင်းမှာဒါ သူတို့ပုံကန်နေကြတယ်ပဲဘာစီလိုနာကိုကန်နေကြတယ်အတိုင်းပဲလုံးဝကို pressing game ဆက်တန်သွားမယ်ပြန်ဘက်ကိုကစားဝတ်တိဆောက်ခွင့်မပေးအောင်ကြုံယုံပြီးတော့လူငယ်တွေအားနေတော့ကန်မာတော့တည်ချတယ်ဒီလိုပဲတစ်ဖက်ကအာဆင်နယ်ကလည်းဒီလိုအသေးအနေနဲ့အချိန်ချင်းတွေးပြီးသွားပြီဖြစ်တဲ့အတွက် Chelsea နဲ့တွေးမဲ့ in game plan ကိုဒါအာဒီဒါကလည်းမတွေးဘဲနဲ့တော့မျိုးတွေးပြီးသွားတော့ပြီပြန်ဘက်ဒီလိုဖိအားပေးသလိုအာဆင်နယ်ကလည်းကန်တက်တဲ့အတွက်အာဆင်နယ်ကတော့ဒါ option ပိုများများရှိတဲ့အသင်းဖြစ်တဲ့အတွက် ဒီအာအဒီဒါနဲ့အာဆင်နယ်တို့ဒီထောက်လာမဲ့ကစားကွက်ကိုတော့ပိုးစိတ်ဝင်စားတယ်။ချက်စီကတော့သူလူငယ်ကစားမအစုပွဲနေရတော့ချိန်သေးတယ်။လုံးဝ presence ဆန်ဆန်ကန်ပြီးတော့ဟိုအာဆင်နယ်ကိုတဲခွင့်မပေးဘူးအတွက်တော့ပွဲစားတွေကကြိုးစားနိုင်တဲ့အခြေအနေပေါ့နော်။အာဆင်နယ်ကတော့ဒါဂျန်ဘဲအရေးချီကိုကြီးပြီးတော့ သူတို့ရတဲ့အခွင့်အရေးကိုကောင်းကောင်းအသုံးချနိုင်တဲ့ပုံစံနဲ့ပဲသွားလိမ့်မယ်။ဥမာ play ဒီ play ban နေပြီးတော့အခွင့်အရေးမရလို့ရှိရင်တကယ်ဘောတွေကနေအခွင့်အရေးထက်ယူမယ်။ပြီးလို့ရှိရင်တောင်ပန်တွေကနေအခွင့်အရေးမရဘူးလား။အလဲကျောကနေပြီးတော့သူတို့အခွင့်အရေးယူမယ်။ဥမာဒီ Mirino ပါလာလို့ရှိရင်တော့ Mirino ကအလဲကျောပြန်ဆင်းပြီးတော့ Mirino ရဲ့ဒီ လိုက်တင်မှပြီးရချစ်ပင်လေးတွေပြီးတော့ကီလာပတ်စ်လေးတွေဒါမျိုးလေးတွေနဲ့ပဲအာဆင်နယ်ကတော့ဒီပြိုင်ဘက်ကိုထောက်ကစားမယ်လို့ထင်တယ်ဟုတ်ကဲ့ပါဆိုတော့ဒါပြီးခဲ့တဲ့ရာသီတွေ့တဲ့အချိန်မှလည်းအာဆင်နယ်ကမရှုံးတော့ဘူးတတိယပြောမယ်ဆိုရင်နောက်ဆုံးခုနှစ်ပွဲဆက်တိုက်အာဆင်နယ်ကချယ်ဆီကိုမရှုံးတော့ဘူးဆိုတော့တော်တော်လေးဒီနှစ်သင်းကြားမှာနောက်ပိုင်းနှစ်နှစ်သုံးနှစ်လောက်အတွင်းအယံကိုတည်တာနေတဲ့ထိတိုက်တွေ့ဆုံမှုလို့ပြောလို့ရတယ်ဆိုတော့ချယ်ဆီကနောက်ဆုံး300ဒီဇက်တိုက်အာဆင်နယ်မနိုင်တော့ဘူးနောက်ဆုံးအဲ300ဒီမတိုင်ခင်ကစားတဲ့ဒါရာသီရဲ့ ပွဲမှာလည်းအိမ်ခွင်းမှာရှုံးထားတယ်ဆိုတော့ပြောချင်တာကချက်စီအိမ်ခွင်းမှာစတမ်ဘူဘရစ်မှာအာဆင်နယ်ကိုနောက်ဆုံးနိုင်တာ2018ခုနှစ်တုန်းကဆိုတော့အဲ့လောက်ထိတော်မှရှိနေတာတော်တော်လေးအန်ဟောတောင်းပါအောင်စရာကောင်းနေပေါ့လေအာဆင်နယ်နီးပြရည်ထဲမှာစီဦးနိုင်အမေရိကနောက်ဆုံးချက်စီကိုချက်စီကွဲမှာရှုံးခဲ့ရဆိုတော့အမှတ်တမ်းတွေလည်းသိရဆိုတော့ဘလိုပဲဖြစ်ဖြစ်ပွဲကတော့စိတ်ဝင်စားစရာအပြည့်နဲ့ဖြစ်နေမယ်ဆိုတော့ခုနကတည်းကဒီပွဲရလတ်ကိုဘလောက်လို့ခံမှန်းမိလဲချက်စီကွဲမှာကစားမှာဖြစ်တဲ့အတွက်အာဆင်နယ်လွယ်ပါမလားဘယ်အသင်းနိုင်သွားမယ်လို့ထင်လဲဒီပွဲကဒါ လီးပြိုင်ပွဲမှာတွေ့တဲ့ဖလားပွဲလို့တော့မတင်စားလို့ရတယ်။ဒီနှစ်သင်းရဲ့တဲမှာအာဆင်နယ်နိုင်သွားလို့ရှိရင်ချက်ဆီကိုကိုးမှဖြတ်မယ်။ချက်ဆီသာနိုင်သွားရင်၃မှတ်กว่าအနေထားရောက်သွားမယ်။ချန်ပီယံတိုက်တယ်ရေးစ်မှာတကယ်ကိုအရေးပါတဲ့ပွဲတစ်ပွဲဖြစ်တဲ့အတွက်နှစ်သင်းသလုံးကတော့ဒီပွဲကိုပို့ပြီးတော့ဒီဂျာရဲ့ဒီချန်ပီယံလိပွဲတွေထတော့မှပို့ပြီးတော့အောင်ဆိုင်လာမယ်အနေထားလို့တော့ကိုကတော့ထင်မိတယ်။ဆိုတော့နှစ်သင်းသလုံးကလည်းလက်တလုံးမှာခန်းစစ်တရားလည်းကောင်းနေတဲ့အတွက်နှစ်သင်းသလုံးရဲ့တိုက်စစ်ကစားသမားတွေကတော့ဒီပွဲမှာရှုံးကန်သွားနိုင်တယ်။ဘယ် ဲ့လိုရုံးကန်အနေနဲ့မှအမားများတဲ့အတင်ကဒီပွဲမှာတော့ခံသွားနိုင်တယ်ပေါ့နော်။ချက်စီကတော့ဒါလူငယ်ကစားအုပ်မတွေများတဲ့အတွက်သူတို့ရဲ့ ဒီအရန်ကို high ဖြစ်တဲ့ပုံစံနဲ့သူတို့တောင်းလျှောက်ပြိုင်ဘက်ကိုတိုက်မယ်အဲ့ဒီအချိန်ဒီကနေမှပြိုင်ဘက်ရဲ့အမှောက်ကိုစောင့်ပြီးတော့အာဆင်နယ်ကအခွင့်အရေးတွေအသုံးချနိုင်မယ်ဆိုရင်အာဆင်နယ်အတွက်အချိန်ကြီးကောင်းမယ်ဒီလိုမှမဟုတ်ပဲပြိုင်ဘက်ဖိအားပေးမှုတွေတောင်းလျှောက်လက်ခံလာတဲ့အချိန်မှာဂါရီယေမရှိတဲ့အသင်းရဲ့အခန်းစစ်ကအမှားယွင်းတာရိုင်ယာဆိုလည်းဒါအမှားယွင်းရှိတဲ့တဲ့ကုသမာပဲပြီးတော့ဒီဆန်ချက်ဆိုလည်းအမှားယွင်းရှိတဲ့တဲ့ကုသမာပဲဒီကုသမာတွေရဲ့အမှားယွင်းနေရာလဲဒီနေ့ပွဲမှာစောင့်ကြည့်ရမယ်နေတာခန်းစစ်တွေရဲ့ဒီ ်အားတွေကိုလည်းအကိုတို့စောင့်ကြည့်ရမယ်နေတာဆိုတော့အကိုကတော့ဒီပွဲမှာခန်းစစ်တွေဘယ်လောက်ပဲအားသာသာဒီနှစ်သိန်းရဲ့တိုက်စစ်ပိုင်းထက်မြက်မှုတွေ တတင်းတရတာဒါအစောပိုင်းကိုသွင်းလိုက်မယ်ဆိုလို့ရှိရင်အဲ့ပွဲကတိချပါရယ်ကိုတွေပို့ပြီးတော့အပြန်လည်သွင်းဖို့အတွက်နှစ်ဦးစလုံးနှစ်သင်းစလုံးဒါ target ပို့ထားတော့မယ့်အခြေအနေဖြစ်တဲ့တော့ဒီပွဲမှာတော့ကိုကတော့မျှကြီးဖြစ်တဲ့တရလက်ကိုကြိုက်တယ်အပြန်လည်ကိုတွေသွင်းမယ်တစ်ဖက်ကိုနှစ်ကိုးစီလောင်းနဲ့ဒါ draw ဖြစ်သွားမယ်လို့တော့ကိုကတော့ထင်မိဟုတ်ကဲ့ပါဆိုတော့ဒါပုံမှန်ဆိုရင်တော်တော်လေးခံမခက်တဲ့ပွဲပေါ့လေတော့ Chelsea ကအိမ်ဝင်းမှာလည်းကစားမှာဖြစ်တယ်ပြီးတော့အမှန်လည်းထပ်ပြီးတော့ပြတ်လို့မရတဲ့အတွက်အနည်းဆုံးတော့အိမ်ဝင်းမှာ ာဆင်နယ်ထပ်ပို့ပြီးတော့ရမှတ်လိုအပ်ချက်ပြင်းထန်နေလို့ခံစားရတယ်။အာဆင်နယ်ကထားပါတော့ဒီပွဲရှုံးရင်တောင်မှဘာမှတိတ်ပြီးတော့အလုံးအထည်မလျော်သေးတဲ့ပုံစံမှတွေ့ရတော့ဒီပွဲမှာကျွန်တော်တို့ချက်စီကိုပိုကြတယ်။တေးရလက်ဖြစ်ဖို့ကတော့ရငိုင်းတို့အများဆုံးဖြစ်လိမ့်မယ်။သတင်းသင်းနိုင်ပါလို့ပြောရင်တော့ချက်စီအင်ရှင်ချက်စီကိုပဲတခုခုလုပ်ပြမယ်လို့တော့ထင်တယ်။ဆိုတော့ပွဲတွင်းမှာဘာတွေဖြစ်လဲဆိုတော့ကျွန်တော်တို့တူတူကြည့်လိုက်အောင်ကို။ ကြည့်ရှုနေကြတဲ့ပရိသတ်များများဒီတစ်ပတ်ရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်ဒါလန်ဒါဘီပွဲစဉ်ဖြစ်ကစားမဲ့ချက်ဆီနဲ့အာဆင်နယ်တို့ရဲ့ပွဲစဉ်ကိုကျွန်တော်ညီကိုနှစ်ယောက်တင်ဆက်ပေးကြတာဖြစ်ပါတယ်ဆိုတော့ကြည့်နေတဲ့ပရိသတ်တွေထဲမှာလည်းချက်ဆီအာဆင်နယ်ပရိသတ်တွေရှိရင်ဒီပွဲရလဘလောက်ဖြစ်မယ်လို့ထင်လဲ comment box မှာ comment ပေးကြအောင်ကြည့်ရှုနေကြတဲ့ပရိသတ်တယောက်ရှိနေတဲ့ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ